ရော့တန်ကတော့မနေ့တနေ့ရပဲလုံးဝလူမှုစာမျက်နှာပေါ်မှာတဲ့ကြီးကိုဝမ်ချန်ပီယံရှိကိုတဲ့ကြီးဖျဲလိုက်တော့ကျွန်တော်တို့တွေးရပါတယ်ပြိတ္တတရောတိကြပါလားမသိပါဘူးမသိလို့ရှင်လဲကျွန်တော်ပြောပြပေးသွားပါပါဒီဗီဒီယိုမှာမနေ့တနေ့ရပဲခုလိုရေးသားထားတာကိုကျွန်တော်တွေးရပါတယ်ပစာဆိုတာအရာလုံးကိုဝယ်နိုင်တယ်ဒါတော့ကျွန်တော်အတွက်တော့မဟုတ်ပါဘူးကောလာဟာလာတွေတဲ့တကယ်ဖြစ်နေတာကိုရှုံချီတင်ပါတယ် မနေ့ကတော့လူတယောက်ကိုယုံကြည်အောင်လုပ်ဖို့ရတယ်။ယူသားဖို့ရ၊ပဲမလိုက်ဖို့ရ။ပတ်စံဆိုတာကျော်ရွှင်မှုကမဝယ်နိုင်ပေမဲ့အလောစေတော့အဆင်ပြေအောင်လုပ်နိုင်ပါတယ်။ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်တွဲထားတဲ့လက်ကိုဖြုတ်တင်လဲဖြုတ်ရမှာပဲဆိုပြီးတော့ခုလိုစောင်းမြောင်းပြီးဝမ်ချမ်ပီယံရှစ်ကိုရေးသားဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ရော့တာကလာမယ့်16ရက်နေ့မှာနောက်ဦးဆိုတဲ့ထိုင်းမွေထိုင်းဖိုက်တာကြီးနဲ့ ထိုးတက်ရမှာဖြစ်ပါတယ်။အဲ့ဒီထိုးကြီးကအရင်တော့ဆိုရင်ထိုးကြီးဒီမှာ15တန်း10တန်းအလောက်ကိုထိုးကြီးကိုအရန်ကောင်းတဲ့ထိုးကြီးကိုသူရရှိထားတာဖြစ်ပါတယ်။ခုထိုးကြီးကတော့10တန်းတော့မပြည့်ဘူးလို့ကျွန်တော်တို့ကြားသိရပါတယ်။အဲ့တကူတော်တော်လေးကိုပေါက်ပွဲပြီးတော့ social media ပေါ်ထိပါတက်ပြီးတော့တင်ဖြဲထားတာကျွန်တော်တို့တွေ့ရပါတယ်။ပွဲတွေကတော့တော်တော်လှတော့ပါပါ။ချက်တူရများဆင်းရဲသွားလို့ရောက်တောင်းလို့ပြေးနိုင်တော့တာလားမသိတော့ပါဘူး ကျွန်တော်တို့ပြိတ္တရတော့ entertainment နဲ့စောင့်မျှော်နေကြတဲ့သူတွေပါဒီပွဲမှာလဲသူရှုံးသွားလို့ရှိရင်လဲတော်တော်လေးကိုအောက်ကျသွားမှာဖြစ်သလိုသူနိုင်ခဲ့ရင်လဲသူကြီးကတော်တော်လေးကိုယူတာထက်ပိုပြီးတော့နေရအောင်သူတွေ့ရမှာပါလူတာထက်ပိုပြီးနေရအောင်ကျွန်တော်တို့တွေ့ရပါတယ်မလို့ပဲပြောပြော rock တန်ဒီပွဲကကျွန်တော်နိုင်မယ်လို့ထင်ပါတယ်